မင်္ဂလာပါ The Wellness Diary ကနေကြိုဆိုပါရစေ။ညအိပ်ရာပေါ်ရောက်တိုင်းငါအခုအိပ်ရတော့မယ်အိပ်ရတော့မယ်ဆိုပြီးအတင်းစူးစားရင်းနဲ့အိပ်မပျော်လို့ဖီးယားရည်များနေတဲ့သူတွေရှိကြပါလား။အဲ့လိုဖီးယားရည်များပြီးစိတ်တည်ညင်းတဲ့တန်ရာလည်းညရေဟာပင်ပန်းစရာဖြစ်နေဖြတ်ကြုံနေရတဲ့သူတွေများမဲ့တင်ပါရစေ။ ဲ့ဒီတက်တနာကအခုအချိန်မှာလူအများစုကြုံတွေ့နေရတဲ့ problem ဖြစ်လာပါတယ်။ဒါကလည်းကြုံတွေ့ရတဲ့သူတွေရဲ့အမှားတော့မဟုတ်ပါဘူး။အဲ့ဒီအချိန်မှာအုံနောက်ရဲ့တဘာဝတုံ့ပြန်မှုကြောင့်ပဲဖြစ်တတ်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ the awareness diary တွေကနေပြီးတော့မှဒီလိုပဲမင်းနဲ့ညတွေကိုကြော်ဖြတ်နိုင်မဲ့အသိပ္ပယ်နိကြာနီလန်းတွေကိုပြပြချင်ပါသေးတယ်။အဲ့လိုဆိုရင်အိပ်ပျော်ကိုအတင်းလုပ်ယူတာမမှန်ဘူးလား။ဒီလိုအိပ်ပျော်ကိုအတင်းလုပ်ယူလို့စူးစမ်းနေလေအိပ်မပျော်ဘာကြောင့်မှဖြစ်လာလဲ။ ဟုတ်အာဘာကြောင့်လဲဆိုရင်အိပ်ပျော်ဖို့ကြိုးစားနေတာအုံနောက်ကိုပို့ပြီးတော့ stress ဖြစ်စေတယ်ပေါ့နော်အဲ့တော့ stress hormone တွေတက်လာပြီးတော့မှဒီအုံနောက်ကနိုးကြားတဲ့အဆင်မှဖြစ်သွားတယ်အဲ့ကြောင့်မို့လို့ခန္ဓာကိုယ်ကလည်းနိုးကြားနေပြီးတော့မှအိပ်ပျော်ဖို့ပိုခက်ခဲတဲ့အခြေအနေကိုဖြစ်သွားပါတယ်ဒါဆိုဆောနာပြောရရင်တိတ်ပန်ကြီးချက် hash တွေကိုဘယ်လိုအတုံးချရမလဲ ောက်အာသိပ္ပံနေချာ hack တွေကတော့အများကြီးရှိတယ်ပေါ့နော်အိပ်ပင်ပြောတဲ့နေရာမှာတုံးချဖို့အတွက်ကဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့အဲအထီးရောက်ဆုံးဖြစ်မဲ့အိပ်ပင်နေချာ hack ၃ခုကိုပြပတ်သွားခြင်းပါတယ် ပထမတစ်ခုကတော့အအဖြစ်အများဆုံးပေါ့နော်လူတွေအကုန်လုံးကညအိတ်တော့မယ်ဆိုရင် အတွေးကြီးကြောင့်အိတ်မရတာများတယ်။အဲဒါကြောင့်ပထမအဆုံးနီလန်းကတော့အုံနောက်ကနေပြီးတော့မှအတွေးကြီးကိုရှင်းထုတ်ပြတဲ့နီလန်းဖြစ်ပါတယ်။ခင်မဝင်လာတဲ့အတွေးကြီးကိုရှင်းထုတ်ဖို့ရက်တန့်ဖို့ဆိုတာထင်တယ်လို့မလွယ်ဘူးဗျ။ဒါလို့မိဖို့စူးစမ်းရင်းနဲ့အတွေးကြီးကအဆပေါ်လာတတ်တယ်ဗျ။မိနေရဲ့အတွေးကြီးတော့အဆပေါ်လာတတ်တယ်။အဲဒါကိုဘယ်လိုဖြေရှင်းကြမလဲဗျ။ အဲဒီလိုမျိုးအတွေးတွေစတိုက်ပေါ်တယ်ဆိုတော့အုံနောက်ရဲ့တဘာဝပဲပေါ့နော်အဲကြောင့်မလဲ stress hormone တွေတက်ပြီးတော့မှနိုးကြလာတာပေါ့နော်အဲ့ဒါကိုအာအုံနောက်ကိုအနာပေးတဲ့နီးနဲ့ဖြေရှင်းလို့ရနိုင်တယ်ပေါ့နော်ဒါဆိုရင်ဘလူးဘလူးလောက်ရမလဲဘလူးအချိန်မှာလောက်ရမလဲတစ်ချက်တော့ပြောပြပါအောင်ဗျာ ဟုတ်ဘလို့အချိန်တမလောက်ရမလဲဆိုမအိတ်ခင်နိုင်ဝက်တနိုင်လောက်လို့မှလုတ်တက်ပါတယ်အာအဓိကနီလန်ကတော့ခေါင်းထဲကအတွေးတွေအကုန်လုံးကိုဆောင်ရက်ပေါ်မှာခြာရေးလိုက်တာပေါ့နော်အဲ့လိုမျိုးခြာရေးလိုက်ခြင်းအားဖြင့်အုံနောက်ကဒီအရာတွေကိုအာသူ့မှတ်ထားစရာမလိုတော့ဘူးဆိုတော့အချက်ပြမှုရသွားတယ်ပေါ့နော်အဲ့လိုခြာရေးတဲ့နေရာမှာလည်းဖုံးနဲ့ခြာရေးရတဲ့ဆိုင်ရင်ဆောင်ရွက်နဲ့ခဲတဲ့နဲ့သုံးပြီးခြာရေးတာပို့ပြီးတော့ကောင်းပါတယ်အဲအဲ့လိုမျိုးအုံနောက်ထဲကနေအတွေးတွေကိုဖယ်ထုတ်တဲ့နီလန်မှာအဆင့်၃ဆင့် နဲ့သွားကြမှာရယ်ပထမအနေနဲ့ကတော့ခေါင်းထဲမှာရှိတဲ့မြတ်အတွေးတွေအကုန်လုံးပေါ့နော်ပူပန်စရာအတွေးတွေမပြီးသေးတဲ့အလုပ်တွေအတွေးတွေအကုန်လုံးကိုချရေးလိုက်ပါဒုတိယအနေနဲ့အိတ်ချရေးထားတဲ့အထဲမှာမှကိုထင်းချုပ်လို့ရတဲ့အပိုင်းနဲ့ကိုထင်းချုပ်လို့မရတဲ့အပိုင်းဆိုပြီးနှစ်ပိုင်းခွဲလိုက်မယ်ပေါ့နော်အာပြီးရင်ထင်းချုပ်လို့ရတဲ့ဟာတွေအတွက် action plan ကိုအကောင်းဆုံးလုပ်မယ်လုံးဝထင်းချုပ်လို့မရတဲ့ဟာတွေအတွက်ကတော့အဲ့ဒီရဲ့တဘာဝအတိုင်းလက်ခံတတ်အောင် ပြီးရင်လှုပ်ချတတ်အောင်ပေါ့နော်ပြီးရင်သူတို့ ထိချုပ်လို့မရတဲ့အရာတွေနဲ့လည်းရှင်တွဲနေထိုင်မှုစိတ်ကိုအေးအေးလေးထားတတ်အောင်လေ့ကျင့်ယူရပါမယ်။တတိယအချက်အနေနဲ့ကတော့ဒီတစ်နေ့တာမှာကိုယ့်ရဲ့စိတ်ကိုအေးချမ်းပျော်ရွှင်စေတဲ့အရာတစ်ခုကိုခံစားပြီးတော့ခြာရည်လိုက်ပါ။အဲ့လိုခြာရည်လိုက်ခြင်းအပြင်ဒီကိုကိုကိုပေါ့နော်ကျဉ်းနှံ့မှုရသွားရပေါ့အချိန်မှတ်တေးလေးရစားကိုကိုကိုစိတ်ကျဉ်းနှံ့သွားရတဲ့ကြောင့်မလို့ stress hormone တွေကျပြီးတော့မှအုံနောက်မှာပျော်ရွှင်မှုဟော်မုန်းတွေတက်လာမယ်။အဲဒါကြောင့်စိတ်အေးလေအေးအိပ်ပျော်မှုအတွက်အထောက်ပံ့ကောင်းများစီပါတယ်။ ာတွေလှုပ်ပြီးရင်လည်းအတွေးတွေအားရှိနိုင်လားဗျအဓိကအိမ်မပြောရခြင်းအကြောင်းရင်းလည်းဒီအတွေးတွေကြောင့်အများဆုံးဖြစ်နေတယ်ဆိုတော့ ဟုတ်ဒီအတွေးတွေကတော့ပေါ်တော့ပေါ်လာနိုင်သေးရေပေါ့နော်ဥနောက်ကတဘာဝကတော့အတွေးထုတ်တဲ့စက်ကြီးလိုဖြစ်နေတာဆိုတော့လေဒါပေမဲ့ခုနကပြောတဲ့နီလန်းကိုလုံလိုက်တယ်ဆိုလို့ရှိရင်ဒီအတွေးတွေကိုကန့်ကန့်နိုင်စွမ်းပို့ကောင်းလာတာပေါ့နော်ဥပပေးရမယ်ဆိုရင်ကွန်ပျူတာတစ်ခုမှာဒီအခုနဟာလုံလိုက်ပြီဆိုလို့ရှိရင် program 10ခုလောက်ဖြန့်ထားတဲ့ဟာနှစ်ခုလောက်ပဲကျန်တော့တဲ့ပုံစံမျိုးဖြစ်သွားအောင်ရှင်းပေးလိုက်တာပေါ့နော်ကိုကအတွေးတွေကိုကန့်တွယ်ရတဲ့ ဟာလွယ်ကူတဲ့အနေအထားတစ်ခုထိရောက်သွားရဲပေါ့နော်ဟုတ်ဒီအချက်ကိုပုံမှန်တိုင်းလုံနိုင်ရင်အချင်းအဖြစ်လုံနိုင်ရင်တော်တော်အကျိုးရှိမှာပဲနော်ဒါပေမဲ့ဆက်ပေါ်လာတဲ့အတွေ့အကြုံလည်းဘယ်လိုထိန်းချုပ်မလဲဗျာအင်း ဟုတ်သူ့ရဲ့တဘာဝရာအတွေ့တွေပေါ်ကောင်းပေါ်နိုင်သေးတာဆိုတော့အဲ့အတွေ့ရာထပ်ပေါ်လာသေးရဆိုရင်ပထမဦးဆုံးကတိအောင်လုပ်ရမှာပေါ့နော်ကိုပေါ်နေတဲ့အတွေ့ထဲမှာစိတ်တူစရာဆိုတဲ့စိတ်တူရဲ့အတိုင်းမျောသွားတာမျိုးမဟုတ်ဘဲနဲ့အော်စိတ်တူစရာအတွေ့တခုပေါ်လာရဆိုတော့အရင်ဆုံးတိရမယ်တိပြီးတော့လက်ခံရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူ့ကိုအတွေ့ပေါ်တဲ့ဟာကိုမကြိုက်လို့အတင်းခုခံနေမယ်ဆိုတဲ့သူကပေါ်မှာပဲလေကိုကခုခံနေလေပို့ပြီးတော့ပေါ်လာလေဖြစ်မှာဆိုတော့ကိုကလက်ခံနိုင်မယ်လက်ခံပြီးရင်ကိုကဒီအတွေ့တွေကိုကြည့်ရှုသူ အနေနဲ့ပဲပေါ့နော်တုံ့ပြန်မှုအေးစစေးလေးပဲလုပ်တဲ့နဲ့ဥမာအပြင်ဆိုရင်ခွာရုပ်ရှင်ကြည့်နေတဲ့သူလိုပဲပိတ်ကားပေါ်မှာပေါ်နေတဲ့အဲပြောက်ွက်လေးတွေကိုထိုင်ကြည့်ပေးရုံပဲဇက်ဆောင်နေလိုမျိုးကိုယ်တိုင်ဝင်ပါပြီးတော့ဒေါသထွက်စေရာစိတ်ဆိုးစရာမလိုဘူးပေါ့နော်ကိုကဒီပေါ်လာသမျှကိုအစိတ်ဆိုးစရာအတွေးဆိုတဲ့စိတ်ဆိုးစရာအတွေးဆိုပြီးတော့အာလက်ခံပြီးစောင့်ကြည့်နေမယ်အဲနမရရဆိုနမရစရာအတွေးဆိုပြီးတော့လက်ခံပြီးစိတ်အေးလက်အေးနဲ့တုံ့ပြန်ပြီးတော့စောင့်ကြည့်နေမယ်ဆိုရင်တော့အာဒီအတွေးလေးတွေကသူ့အတူအာငြိမ်ပြီးတော့မ ှာအုံနောက်ကလည်း relax ဖြစ်ဖြစ်နဲ့အိပ်ပျော်ဖို့ထောက်ပံ့ကောင်းဖြစ်သွားပါလိမ့်မယ်။ဒီလိုအချက်တွေကိုလုံနိုင်မယ်ဆိုရင်အတွေ့အထိနဲ့ရန်တက်နေတဲ့ညတွေကိုကုန်လွန်နိုင်မယ်ပေါ့။ဒုတိယအချက်ကရောဗျာ။ဟုတ်သူတရအချက်အနေနဲ့ကတော့30 minute room လို့ပြောလို့ရရပါတော့။အဲသူကတော့အဓိကအိပ်ရာဆိုတာကို အုံနောက်မှာတိစက်ဖို့နေရာအတွက်ပဲဖြစ်ရမယ်ဆိုတဲ့အချက်ကိုလက်ခံအောင်လေ့ကျင့်ယူရတဲ့စီမင်းပေါ့နော်အဲ့ရတဲ့မှာအိတ်မပြောတဲ့အခါမှာအာအဲ့လိုအတင်းဖိအားတွေပေးပြီးတော့မဆိုင်ငယ်ခံနေမဲ့အစားစိတ်အေးလေးဖြစ်စေမဲ့အရာလေးတွေကိုအစားထိုးလုပ်ပြီးတော့စိတ်အေးချမ်းမှုပြန်လဲရယူရနေပေါ့နော်ဥပမာဆယ်နာရီကလေးကအိယာဝင်တာဆယ်ခွဲကြီးအိတ်မပြောသေးဘူး။နာရီဝက်ကြော်နေပြီဆိုလို့ရှိရင်အာ stress နဲ့အတင်းစူးစမ်းနေမယ်အစား စိတ်ကိုတက်တာရရစီမဲ့တချင်းညင်ကြီးနားထောင်တာတရားဝီလေးကြီးနားထောင်တာဒါမှမဟုတ် audio file ကြီးနားထောင်တာမျိုးပဲဖြစ်ဖြစ်အာဒါမှမဟုတ်လည်းစိတ်အေးစီမဲ့အာစာအုပ်ကလေးတွေဖတ်တာမျိုးလေးတွေအဲ့လိုမျိုးလေးတွေလုပ်ပြီးတော့မှအာစိတ်တက်တော့တာရှိအောင်အရင်ဆုံးစူးစမ်းပြီးတော့မှအဲ့ရပြန်ဝင်တာပေါ့နော်ဒါပေမဲ့အဲ့လိုလုပ်တဲ့အချိန်မှာ TV ကြည့်တာမျိုးတွေအရင်စူညံလုံးနဲ့ music တွေထောင်တာမျိုးတွေစိတ်ဖိစီးစရာတည်င်းတွေဖတ်တာမျိုးတွေအဲ့လိုမျိုးလေးတွေကိုတော့ရှောင်ပေးတင်ပါတယ် တတိယအချက်အနေနဲ့ကတော့အာဒီကိုအိတ်မဲ့ပုံဝင်ခြင်းကိုတက်တက်ရှင်းရှင်းလေးဖြစ်အောင်ထားတာအိတ်ချန်စပွဲဖြစ်အောင်ပေါ့ပြီးရင်အလင်းရောင်ကလည်းအဓိကအရေးပါရပေါ့နော်အုံနောက်ကဒါနင်းနေညဆိုတော့ခွဲခြားသီးဘောကသူကအလင်းရောင်နဲ့တတ်မှတ်ထားပါပေါ့နော်အဲ့တော့အလင်းရောင်ကြီးကလင်းနေမယ်ဆိုရင်တော့နေလို့ပဲထင်ပြီးအိတ်မှာမဟုတ်ဘူးလေအဲ့တော့ dim light လေးတွေမီပိတ်ထားမျိုးလေးတွေလုပ်ပြီးတော့မှအိတ်ခန်းကိုအိတ်ချန်စပွဲအဲဖြစ်အောင်လို့ဖန်တီးပေးတာမျိုးလေးလုပ်ရမယ်ပြီးရင်အပူချိန်ပေါ့နော် temperature လည်းအရင်အရေးကြီးတယ်ခန္ဓာကိုယ်ရဲ့အပူချိန်က တင့်တော်တဲ့အနေအထားတစ်ခုမှရှိမှဒါအုံနောက်ကအိတ်ဆက်ရတော့မယ်ဆိုပြီးတော့တတိဝင်လာတာပေါ့เนาะဒါကြောင့်အိတ်ရမဝင်ခင်မှာရေနွေ့နွေ့လေးနဲ့ချိုးပေးတာမျိုးတွေပြီးအခန်းတမ်ပရေချာကိုမပူလုံးမအေးလုံးတဲ့အနေအထားတစ်ခုမှအဲညှိပြီးတော့ပေါ့เนาะအဲအေးအေးဆေးဆေးလေးအိတ်ဆက်နာအောင်ကြိုးစားတာမျိုးလေးတွေကအိတ်ဆက်ဖို့အတွက်အဓိကအထောက်အကူပြုပါတယ် ကဲဒီလိုဆိုရင်ညတိုင်းအိပ်ပျော်ဖို့အတင်းကြိုးစားရတဲ့ strategy ကိုကြော်လာနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒဝဲနဲ့တန်ရာဒီ channel လေးကို like and subscribe လေးလုပ်ပေးကြပါဦးနောက်ထပ် video တွေကြည့်ရှုဖို့အတွက်လည်း notification bell လေးကိုနှိပ်ထားကြပါ